2023ခုနှစ်နောက်ပိုင်းရုရှားတို့ရဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်ယူကရိန်းမျိုးကြီးတို့မျိုးကိုရုရှားဘက်ကရရှိဖို့နှိစက်လာပြီလို့သိရပါတယ်ဒီလိုချင်းနေမှာယူကရိန်းဘက်ကလည်းအစွမ်းကုန်ခုခံတိုက်ခိုက်နေပါတယ်ရုရှားစစ်တပ်နဲ့ယူကရိန်းတပ်တွေကြားထဲမှာလက်နက်ကောင်ကွာဝေးမှာအနီးကပ်ကိုတတိနဲ့ထိုးတက်တိုက်ခိုက်ရတဲ့အခြေအနေချို့တော်ဖြစ်နေတယ်လို့ဆိုပါတယ် ရုရှားဟာယူကရိန်းရှေ့ပိုင်းမှာရှိတဲ့ပျက်စီးရုပ်ရွေးနေတဲ့ပို့ခရော့မှာသူ့ရဲ့ပြစ်ခတ်နိုင်စွမ်းတဲ့တပ်ဖွဲ့တွေပေါ်အိုင်ယွန်ဆိုက်လုံနေပြီးသိမ်းပိုက်နိုင်ရေးအသေးအံကြိုးပမ်းနေရတဲ့ဒိုးနဲ့ဒေသဝေမော့ဖြစ်ရာဒီမြို့ကိုရဖို့တပ်ဖွဲ့တွေကိုတွန်းအားပေးနေပုံရပါတယ်ဒိုးနဲ့ဒေသရှိရထားလမ်းကြောင်းဘဟုချက်ဖြစ်တဲ့ပို့ခရော့ဟာတနစ်ကြော်ကြတိုက်ပွဲဖြစ်ပြီးနောက်အပျက်စီးပုံကြီးဖြစ်ပြောင်းသွားပြီးစစ်မဖြစ်မီကလူကြီး6000ရှိရာကခုကလူကြီး1000ကျော်တော့မှမပြေတော့ပါဘူး မြို့ကောက်ကွယ်နေတဲ့ယူကရိန်းစစ်သည်တွေကတိုက်ပွဲတွေပြင်းထန်နေကြောင်းအစစ်မပြတ်သတင်းပို့နေပါတယ်။မိုင်ပေါင်း950လီပါရှင်ရတဲ့ရှစ်တန်းတိုက်ပွဲအလုံးရဲ့သုံးဖို့လိုနေပါဟာပို့ခရော့မှာဖြစ်ပါတယ်။ရုရှားသုံးနေတဲ့ပယ်ထိန်မုံတဝက်ခန့်ဟာပို့ခရော့ကိုဥတီပြစ်မှတ်ထားနေကြောင်းယူကရိန်းသမ္မတဇလန်စကီကပြောပါတယ်။ဒါပေမဲ့ဘုံဘလောက်ဖြစ်လဲဆိုတော့အတိမပြုတ်နိုင်ပါဘူး။ယူကရိန်းကောင်းဆောင်တွေကမိမိတို့တစ်ဖက်တွေဟာနေမျိုးတွေကိုပြန်သိမ်းနေတယ်လို့ပြောဆိုညာလည်းပဲယူကရိန်းနဲ့ဆက်နွယ်မှုရှိတဲ့ deep state ဖွဲ့ရဲ့စစ်မြေပြင်မြေပုံအရရုရှားတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့ရက်ပိုင်းကပိုခရော့ရဲ့နောက်တောင်ဘက်အစွန်အဖျားကိုထိန်းချုပ်ထားနိုင်ပုံရပါတယ်။ရုရှားတပ်တွေဟာမြို့လက်ကောင်နဲ့နောက်ဘက်ချမ်းမာရှိတဲ့ကျင်းမြောင်းတဲ့နယ်မြေပိုင်းခြားတစ်ခုကိုထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်းမြေပုံမှာဖော်ပြထားပြီးပိုခရော့ကျန်နေရအများစုကမရေရာတဲ့ gray zone ဖြစ်ဆက်လက်တည်ရှိနေပါတယ်။ရန်သူဟာမြို့ထဲမှာအင်အားထက်တိုးနေပြီးပိုခရော့ဟာဝါမျိုးခံနေရတယ်လို့ပြောပါတယ်။ တကယ်လို့တိမ်မိုက်ခံရရင်ပို့ခရော့ဟာ2023မေလမှာဘာကမိုမြို့နောက်ပိုင်းရုရှားတပ်တွေလက်ကိုကြားရောက်မဲ့အကြီးဆုံးမြို့ကြီးဖြစ်လာမှာပါပိုခရဟာပူတင်လိုချင်နေတဲ့ဒိုနက်ဒေတာရဲ့ Slovaks နဲ့ Kramatorsk မြို့ကြီးများတို့ရုရှားတပ်ဖွဲ့တွေမချစ်တက်နိုင်စေဖို့တားဆီးပေးတဲ့အဓိကအဟန့်တာမျိုးပါပိုခရကိုထိန်းနိုင်ခြင်းကရုရှားဟာစစ်မြေပြင်မှာတိုးတက်မှုတွေရှိနေကြောင်းနဲ့ပဋိပက္ခအစုံးသက်ဖို့ရုရှားရဲ့တောင်းဆိုမှုကိုမလိုက်နိုင်ရင်ယူကရိန်းပေါ်ဖိအားတွေပုံမှန်ပြင်းထန်လာမယ်ဆိုတဲ့ Kremlin ရဲ့သတိပေးချက်လည်းဖြစ်ပါတယ် ရုရှားဟာဆက်လက်ချစ်တရေးတွန်းအားပေးနေပြီးပူတင်ဟာထရန့်ရဲ့ပြစ်ခတ်ရစေတောင်းဆိုမှုတွေကိုလှစ်လူရှုထားပါတယ်။အထူးတက်တွေကမြို့တွင်းမှာရုရှားတက်တွေကိုရင်းဆိုင်တက်ခတ်နေကြောင်းယူကရိန်းစစ်အရာရှိတွေကပြောပါတယ်။ယူကရိန်းသမ္မတဇလန်စကီကအင်္ဂါနေ့ကရှေ့တန်းစစ်မြောက်ကိုသွားခဲ့ပြီးတပ်ဖွဲ့ဝင်တွေကိုစုတွေချီမြှင့်ပါတယ်။ဇလန်စကီကပိုခရော့မှကျူးကျော်ဝင်ရောက်သူတွေကိုဆက်လက်တိုက်ထုတ်နေတယ်လို့မိန်ကောမှပြောပါတယ်။ပိုခရော့ကိုတကယ်လို့ဆုံးရှုံးလိုက်ရရင်ယူကရိန်းအတွက်စီးရအရေးပါမှုတော့သိမရှိဘူးလို့ပြောပါတယ် ရုရှားဟာတည်တည်မမာကြီးပေးဆက်နေပြီးချီတက်နေရပါတယ်ယူကရိန်းဟာပိုခရော့ကိုထိန်းချုပ်ထားလို့ပေမဲ့ဒီမြို့မှာရုရှားတပ်ဖွဲ့တွေကြောက်ဆုံးမှုကရုရှားအရန်များပြားပါတယ်လို့ယူကရိန်းတပ်မှုတွေကပြောပါတယ်ပိုခရော့နဲ့ပတ်သက်ပြီးထူးခြားတာရုရှားတပ်ဖွဲ့တွေကပူတင်အတွက်ထိတ်တန့်ဦးစားပေးဖြစ်ခဲ့တဲ့အရာကိုရယူဖို့အချိန်ရန်ကြာနေတယ်ဆိုတာပါဒိုနက်ကိုမြေဆန်သိမ်းပိုက်မယ်ဆိုတဲ့မျှော်လင့်ချက်တွေလည်းရောကြသွားပြီလို့ဆိုပါတယ် ပူတင်ဟာဒိုနက်ဒေသနဲ့ကလေးရလူခန့်ဒေသကိုသိမ်းပိုက်ခြင်းကြောင့်2014ခုနှစ်မှာယူကရိန်းရှေ့ပိုင်းမှာစစ်ဖြစ်ကလေးကတီလင်းပြောထားပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပမှာအသေးပြောက်အများဆုံးစစ်ပွဲဖြစ်တဲ့2022ဖေဖော်ဝါရီလကျူးကျော်စစ်ကြီးစတင်ပြီးကလေးကဒီဒေသတွေကိုမသိမ်းပိုက်နိုင်ပါဘူး။အခုနှစ်ဒိုနက်ဒေသတခုလုံးကိုသိမ်းပိုက်ဖို့ရည်ရွယ်တဲ့ရုရှားရဲ့ထိုးစစ်ဟာတိုးတက်မှုအကန့်အသတ်နဲ့ဖြစ်နေပါတယ်။ယူကရိန်းစစ်ပွဲဟာပြင်းထန်တဲ့ပြည်ပခါဖြစ်လာပါတယ်။ရှေ့တန်းတစ်လျှောက်လာဟာပြည်နယ်မှာတပ်ကွင်းလို့ခေါ်တဲ့ 15မိုင်တိကျဲတဲ့ဒေသမှာဒရုန်းတွေလှုပ်ရှားမှုကအနေရများလွန်ပါလေဒီနေရာမှာတင့်နေတာမှမဟုတ်ယင်ကြီးတွေကိုမြင်တွေ့ရပါလေယူကရိန်းတပ်တွေအမြေတွင်များနဲ့ပျက်စီးနေတဲ့ဆောင်းတွေထမပေါင်းအောင်နေရပြီးကြီးကားဆောင်းတွေအောက်မှာအိတ်နေရပါလေလူနည်းအောင်သောသားရှိတဲ့ရုရှားစစ်ဖွဲ့သားဖွဲ့ငယ်တွေကလည်းတနေရာမှတနေရာဖြေးလွှာကုသန်းနေပုံရပါတယ်အခြေအနေကတော့စစ်ပွဲဟာဆက်လက်ဖြစ်ပေါ်နေမယ်လို့ယူကရိန်းစစ်ဘက်ကမျှော်လင့်ထားပါတယ် ရုရှားဟာနေပြည်တော်နိုင်ငံအတွက်စစ်သည်မျိုးများကိုရဲနေရပါတယ်။ရုရှားဘက်မှကြောက်ဆုံးတဲ့အရာစစ်သည်နီးပါးတသန်းနီးပါးရှိယူကရိန်းထက်နှစ်ဆကျော်ပိုများတယ်လို့လေ့လာမှုမှာဖော်ပြပါတယ်။ဒါဆိုရင်ယူကရိန်းဘက်ကကြောက်ဆုံးမှုကအနည်းဆုံး3သိန်းထက်မကတော့ရှိပါတယ်။ဒါပေမဲ့ယူကရိန်းမှာစစ်အင်အားအလုံးလုံးမရှိသေးဘဲအဓိကပြဿနာကိုပိုခော့ဖြက်ကမိမောင်းခိုးနေပါတယ်။ယူကရိန်းကတရင်နေတဲ့တပ်မဟာတွေကိုရွှေ့ပြောင်းနေရပြီးရှေ့တန်းဆင်မနာတွေဟာပြောရမယ်ဆိုရင်တော့ဒစိတပိုင်းပြောင်းလဲသွားပြီးတော့ရုရှားစစ်သည်တွေကအဲ့ဒီအခြေအနေကိုခွင့်ကောင်းယူနေပါတယ်။ ယူကရိန်းနဲ့ဒီလိုမှရှိတဲ့ယူကရိန်းတပ်တွေဟာရန်သူနဲ့ရှင်ရှိဦးတူဟောင်းတာရှိပြီးအင်အားနဲ့ရောင်ဇလန်စကီကပြောပါတယ်။ပိုခရော့ဝိုင်းရရုရှားစစ်ရဟာတသိန်းဆိုရင်ယူကရိန်းခုခံနေတဲ့ယူကရိန်းတပ်က2000လောက်တာရှိပါတယ်။ရုရှားတပ်တွေမြို့ထဲကိုကျူးကျော်တာနဲ့များရှေ့ဘက်ရှိမီနိုရက်မြို့ဟာလည်းယူကရိန်းတပ်တွေနဲ့ဆက်သွယ်ပြတ်တောက်သွားတဲ့ကြောင်းဖော်ပြပါတယ်။ပိုခရော့ဟာခရမာတော့စ်ပြောင်းမိုင်90အောက်သာဝေးပြီးခရမာတော့စ်မြောက်ဘက်ကရက်စလော်ဗီယက်စ်မြို့ရှိပါတယ်။ အဲ့ဒီခန္ဓာမျိုးကလည်းရုရှား drone တွေနဲ့ထိမှန်ချင်းခံနေရပါတယ်။စစ်ပွဲကြာတာနဲ့ကြာရုရှားဟာဖွင့်နေတယ်တော့မဟုတ်တခါတည်းလူတယောက်တယောက်ကိုယူကရိန်းစစ်ကြောင်းတွေအပေါ်ထောင်လဲရင်တတော်တွေမျက်ခင်းပြင်းတွေကိုခြေလင်းစေလွှင့်ရင်ဟာကွက်တွေရှာနေပါတယ်။စောင်းရသည့်နေရာနဲ့မြန်ဒီနေပြူဟာတွေလောက်ဖို့ကပုံမှုခက်ခဲလာပါတယ်။တပင်းတွေမရှိတဲ့အချိန်ဘာကာဝဲမှသိပြနိုင်မယ်ရုရှားစစ်သည်တွေဟာအယူခိုင်အောင် အေးနေတဲ့စောင်းလူကြီးတဲ့ခြေလင်းခီးနေရမှာဖြစ်ပါတယ်။ ယူကရိန်းစနိုက်ပါတွေအောက်မှာကြာဆုံးသွားမှာဖြစ်ပါတယ်။ဒါမဲ့ရုရှားဖွင့်ငင်တွေကမြို့တွေတော့မဟုတ်မြို့ကြီးတွေမှာစုဝင်နိုင်ရင်တော့တိုက်ခိုက်ဖို့အင်အားစုလာနိုင်ပါတယ်။အော်ဂလာဆိုမိုင်းကရုရှားတပ်တွေကပိုခရော့မြောက်ဘက်စတုံးမိုင်ကွာဒိုဘရိုပီလီယာမြို့နီရုတ်တရက်ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။အဲဒီနောက်အနီးကပ်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ယူရက်ကပိုခရော့ကိုဝိုင်းဝန်းပိတ်ဆို့ပြီးခရာမာတော့စ်နဲ့ဆလိုဗီယာမြို့တို့နဲ့ဆက်သွယ်ပြစီဖို့ဖြစ်ပုံရပါတယ်။ဒီတော့ကထရန့်ဟာငင်းကြဲတဲ့ဘောတွေညီကြဲအတွက်ဂျာဝင်ညှိနှိုင်းဖို့စူးစမ်းနေကြပါ။ ရုပ်ပွဲရသူတို့ရဲ့ထိတ်တန်းတိုက်ခိုက်ရေးတပ်ဖွဲ့အချို့ကိုဒိုဘရိုပီလီယာကိုရွှေ့ပြောင်းပြီးရုရှားရဲ့စစ်ကြောင်းတစ်ခုကိုဖျက်တော့ပါလေ။ဒီအတွက်စစ်ကူတွေကိုပို့ခွန်နဲ့ QPS ကိုတို့မြို့များမှာခေါ်ရတဲ့အတွက်ဒီနေရာတွေဟာလစ်ဟာသွားပါလေ။ရှားလက်အနေနဲ့အဲ့ဒီလစ်ဟာမျိုးကိုခွင့်ကောင်းပြီးရုရှားတပ်တွေကဝင်လာတာပါ။ပိုခရော့ချင်းနေစိုးရလာတဲ့အဓိကအကြောင်းရင်းကတော့အောက်ကုတ်လမှာဒိုဘရိုပီယာအရှိတ်ပတ်စီရုရှားကခြေတက်လာလို့ပါလို့ပြောပါရစေ။စနေမာလောင်နှမိုင်းကပိုခရော့နဲ့ဝင်ကျင်လေသားတွေဟာမီးလောင်ကျွမ်းနေတဲ့ရင်းနဲ့ပြက်စီးပြီး အဆောင်တွေကလုံးဝပြိုပြက်နေပါတယ်တုတ်တန်တစားပြင်လို့ဖြစ်နေပါတယ်ဒရုန်းတွေကပြည့်ရဲ့ပျက်စီးလို့ဟာဆက်ပြန့်တန်းနေပြီးမြေအောက်ခံပါနေပြီးပြက်မှတ်တွေရှာဖွေနေပါတယ်ယူကရိန်းနဲ့ဆုံမီလူကအဆောင်တစ်ခုတွင်နှစ်ဖွဲ့လုံးကြောင်းနေပုံနဲ့ပတ်သက်ပြီးကျွန်တော်တို့လူတွေကပထမထက်ရုရှားတွေကဒုတိယတက်မှာအပေါ်အောက်ရှိလာချင်းချင်းမသိဘူးဗျာတကယ်ယူကျင်စရာဖြစ်ပြက်လို့ပြောပါတယ်ရုရှားတွေအတွက်ဆောင်ရွက်မှုများပါတယ်ကျွန်တော်တို့လည်းဆောင်ရွက်ရတာပဲလို့ယူကရိန်းတပ်မှုတို့ကပြောပါတယ်နောက်တင်ပုတ်ပြောချင်ပါတယ် ဆီးရီးယားသမ္မတအာမက်အရှာရာပေါ်ရေယူပိဆုံမှုကိုကုလလွန်ကြွေးကောင်စီကရုတ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။မေဂန်ပြည်တော်စုရဲ့ရေယူပိဆုံမှုတွေရုတ်သိမ်းပြီးပို့ဆုံးဖြတ်ချက်ကိုလည်းထောက်ခံပေးပြီးတည်ပြပါတယ်။အာမက်အရှာရာဟာ2024ဒီဇင်ဘာမှာဆီးရီးယားသမ္မတအာဆက်ကိုဖြုတ်ချခဲ့ပါတယ်။အဲတော့ယာယီသမ္မတပြည်နိုင်ငံကိုဦးဆောင်ခဲ့ပြီး73နှစ်ကြာပြည်တွင်းစစ်ကိုလည်းဆုံးသက်စေခဲ့ပါတယ်။ လာသမဂ္ဂဆိုင်ရာဝါရှင်တန်မဂျီမိုင်းဝါစ်ကစီးရီးယားဟာအဆက်ကိုဖြုတ်ချပြီးနောက်ပိုင်းခေတ်သစ်ရောက်နေပြီဆိုတဲ့ခိုင်မာတဲ့နိုင်ငံရေးအချက်ပြမှုကိုကုလသမဂ္ဂကပေးပို့လိုက်တာဖြစ်ပါတယ်။အာမတ်အရှာဟာယခင်ကအလ်ကာအီဒါနဲ့ဆက်ဆက်နေတဲ့အစ္စလာမ်မစ်ဖွဲ့ HDS ရဲ့ခေါင်းဆောင်ဖြစ်ကုလရဲ့အရေးကြီးပေးဆိုမှုအောက်မှာရှိခဲ့ပါတယ်။အမေရိကန်တော့ HDS ကိုနိုင်ငံတကာဂျမ်ဖက်ဖွဲ့စည်းကနေဖျက်သိမ်းလိုက်ပါတယ်။ကုလလွန်ကျွေးကောင်စီကဆီးရီးယားပြည်ထောင်စုကြီးပေါ်တဲ့ရေယူပိတ်ဆို့မှုတွေဖယ်ရှားပေးခဲ့ပါတယ်။ ုလဆွန်ပြေချက်နဲ့ပတ်သက်ပြီးဆီးရီးယားကကြိုးစားကြောင်းထုတ်ပြန်ပြီးဆီးရီးယားနဲ့ဆီးရီးယားပြည်သူတွေပေါ်ထောက်ခံမှုတွေကျေးဇူးတင်ပါလဲဆိုပါလိမ့်မယ်။ American Trump ကဆီးရီးယားကောင်းဆောင်ဟာစစ်ပေးတဲ့နိုင်ငံအတွက်ငြိမ်းချမ်းရေးဆောင်ကြဉ်ရမှာကောင်းမွန်တဲ့တိုးတက်မှုရရှိခဲ့ပြီဖြစ်ကြောင်းပြောပါလိမ့်။အဲဒါအမေရှာရဲ့ Imperial Keyson ထပ်ပေါ်လာပါတယ်။သူကလာမဲ့တနင်္လာနေ့မှာ Imperial သွားဖို့စီစဉ်ထားပါလိမ့်။အခုတော့တပုံကောင်းဆောင်တယောက်ဟာ Imperial ကိုတော့ရောက်နေပြီဖြစ်ပါတယ်။ခန်းနဲ့အမေရှာဟာမေလအတွင်း ခရိုင်ရဲ့အရှေ့တဲ့ပိုင်းခီးစင်တွေကစော်ဒီကိုတွားရောက်ရမှာပထမဆုံးကြိမ်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်ကုန်ရည်လိင်ကြီးပြကြမှုမှာအသေးဆုံးသူ17ဦးထိတိုးလာတယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံကနေဒီပြည်နယ်ကကုန်ရည်လိင်ပြကြမှုမှာအသေးပြောက်17ဦးထိမြင့်တက်လာပါတယ်။နိုဝင်ဘာလ၄ရက်နေ့ညနေပိုင်းကလူးဝစ်ဘီနိုင်ငံတကာလေဆိပ်ကနေပြတ်တက်မှာလေယာဉ်အင်ဂျင်ပြုတ်ကြပြီ လေရင်ကလည်းကုန်စည်တွေသူလုံထားရဂူရုံတွေဘက်ကိုပြက်ကြပြီးမီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပါလေ။မူလကသေဆုံးသူရေအတွက်ကိုလေရင်မှူထမ်းတော်ဦးသာရှိတယ်လို့ကြေညာရကနေ24နှစ်ကြာမှ17ဦးထိမြင့်တက်လာတာပါ။သေဆုံးသူတွေတမှာကလေးတူလည်းပါပါတယ်။ရေအတွက်ကထတ်တိုးလာနေတယ်လို့ပြည်နယ်အဖွဲ့အစည်းကပြောပါတယ်။စုံစမ်းစစ်မှုတွေရမက်ခရိုနဲ့ဒေါက်ကလန် MB11 မျိုးစားလေရင်ရဲ့ဘဘဲအင်ဂျင်ဟာလေရင်ပြန်တဲ့ချိန်မှာမီးဆွဲလောင်ပြီးပြုတ်ကျခဲ့တာပါလေရင်ကတစ်ချိန်လို့ဆင်းလာပြီးဝင်တိုက်ခဲ့လို့ဘောရုံနှလုံးနဲ့မီးလောင်ပြီးကြီးကျယ်ပျက်စီးပါတယ် ဒီပြစ်စမတန်ရဲ့သူတရားစင်ကြော်ပါတယ်ဇေယျရောက်သူတွေဟာမိလောက်တွေဟာပျက်စီးစားနာတွေထိမှန်တဲ့နေရာထားသလိုအသက်ရှူကျတဲ့သူတွေလည်းပါပါတယ်နောက်ပြီးပျောက်ဆုံးတဲ့သူချို့လည်းရှိပါတယ်လိန်ပြတဲ့အကြောင်းရင်းတိကျမသိရသေးပဲစုံစမ်းမှုတွေလုပ်နေပါတယ်လိန်ရင်ဂျင်ဘာကြောင့်မီးဆွဲပြီးပြုတ်ကြတယ်လဲလိန်ရင်ဘာကြောင့်ပြတ်တယ်လဲတိကျပြုတ်ဖို့အရန်စုံလုံးနေလို့စုံစမ်းစစ်ဆေးအရာရှိတွေကပြောပါတယ်လိန်စိတ်ကိုယာယီပိတ်ခင်မဲ့တော့ငါးရက်နေမှာပြန်ဖွင့်ခဲ့ပြီးလိန်ရင်တက်စနစ်ပြန်စားနေတယ်လို့တော့သိရပါတယ် လင်းရင်ပြည်တော်မှုနဲ့ဆက်ဆက်ပြီးလူပြောက်တိုင်နဲ့မိသားစု16စုလည်းရှိပါတယ်။ American ရဲ့ United Parcel Service US ကိုစီပို့ဆောင်လုပ်ငန်းကပိုင်ဆိုင်တဲ့လင်းရင်ဟာနော်ဇာစီကလည်းပေါင်း3000ကျောင်းကိုတင်ဆောင်သွားခဲ့တာကြောင့်မီလောင်မှုချင်းနေပို့ဆိုးခဲ့ပါတယ်။မီလက်ထဏာကြီးကကလင်းပြတဲ့နေရာမှာဖြစ်ခဲ့တဲ့နော်ဇာစီရုပ်စိမှုဟာကိုင်နေဖို့အရန်နေရာကြီးတဲ့ခြေနေလို့ပြောပါတယ်။ဒေသခံတွေနေရာလင်းပြတဲ့နေရာစီချင်းကတာမျိုးလုံးဝမလုပ်ဖို့တိုက်တွန်းထားပါတယ်။နော်ဇာတွေပြတ်နေလို့ခြေမြင့်မိထားလောင်တဲ့အနေရရှိနိုင်စေကြောင်း online မှာပြန်နေလာတဲ့ဗီဒီယိုကိုမြုံနေတဲ့ဖြစ်စဉ်ဟာဘလောက်ဆိုးွားလဲဆိုတာအားလုံးသိကြတယ်လို့ပြောသွားပါတယ်